ဝေရောက်နေစလေးနဲ့တန်းနဲ့ပန်းလို့ဟိုဆရာတချင်ကတော့ကျွန်တော်တော်တော်များများတော်တော်များများကိုကျွန်တော်တိ ਉ ဆောင်ပြစ်တယ်ပေါ့ကျွန်တော်ဆိုလဲအတိများကြတာတော့ဒီအမီချောမင်းသားလေးပေါ့အဲ့လိုမျိုးကတော့အတိများကြပဲဝိုင်းရတဲ့လက်မှုပညာဆိုလဲဒါဆရာစီရပဲကျွန်တော်တက်မြောက်ခဲ့တယ်ဒီအမှုပညာနဲ့ပတ်သက်ပြီးတော့လဲပြည့်သက်တည်အောင်လဲဆရာလှုပ်ဆောင်ပေးခဲ့တယ်ပေါ့အဲကျွန်တော်တော့ကတော့ကျွန်တော်ဆရာရဲ့ကျေးဇူးတွေကတော့ အဲပြောလို့ကတော့မကုံတော့ဘူးပေါ့ကျွန်တော်ကတော့ဟိုတယောက်ဆောင်ဘုံတက်ပေါ့နော်မိချောသချင်းတို့အဲမြူသားတော်သူတို့ပေါ့နော်အဲ့ဒီချင်းတွေကိုတယောက်ဆောင်ထားတိုင်းအဲတယောက်ဆောင်ပေါ့အခုကတော့ဒီအနုပညာနဲ့အဲဆက်သွက်ပြနေရတော့နည်းနည်းအချိန်နှင်းနေတော့ကြာသွားပြီပေါ့ဟုတ် ျွန်တော်ဟောပေါ့ဆယ်တန်းအောင်တော့ကျွန်တော်တန်ဆုလိပ်ပညာကိုရင်းသင်တယ်အဲတန်ဆုလိပ်သင်ပြီးတယ်ကျွန်တော်ဆရာပဲရွေးချယ်ခံတဲ့ငါညီစတီးလုပ်ငန်းရှိတယ်ဒီကွန်ကရစ်လုပ်ငန်းရှိတယ်ပေါ့နှစ်မျိုးရှိတယ်အဲနှစ်မျိုးထဲမှာမင်းကြိုက်တာရွေးပေါ့အဲရွေးဆိုတော့အဲကျွန်တော်စတီးလုပ်ငန်းကိုရွေးလိုက်တယ်အဲစတီးလုပ်ငန်းကိုရွေးလိုက်တော့အဲဒီစတီးလုပ်ငန်းရဲ့စိုင်းပိုင်ရှင်ကကျွန်တော်ဆရာဆရာမနောဖြစ်နေအဲဆရာမနောစီအဲအဲ့လိုရောက်ဖြစ်သွားတာအဲရောက်ဖြစ်သွားပြီးတော့ဆရာကလည်းကျွန်တော်ကိုအရှင်းမှာ အဲတရုတ်ဆောင်ခိုင်းလိုက်တယ်ပေါ့နော်အဲကျွန်တော်တို့အရင်မေးတာပေါ့ငါကြီးအဲရိုက်ရိုက်ချင်လားအဲရိုက်ချင်လားမေးတော့ကျွန်တော်ကဟုတ်ဆရာကျွန်တော်လုပ်ကြည့်မယ်ပေါ့အစမ်းပေါ့အဲအစလုံးရင်းနဲ့မိချောရင်စရိုက်တာပေါ့ကျွန်တော်အမိချောရင်စရိုက်တယ်စရိုက်ပြီးတော့အဲနောက်ကျတော့နည်း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 ပေါ့တကယ်အဖြစ်ပြတ်တို့အမျိုးသားတော်သူတို့ဘာလို့ပေါ့ကျွန်တော်အဲဆရာတချင်းတော်တော်များများတော့တရုတ်ဆောင်ဖြစ်တယ်ပေါ့ဟုတ်ဝေရောက်နင်းစလေးနဲ့ပြန်နဲ့ပန်းလို့ ဝမ်းသာပါတယ်ဟိုအဲဟိုပောက်တဲ့သချင်းတော်တော်များများဟိုတရုပ်ဆောင်ထားတော့ဟိုလူကလည်းဟိုတိတိမြန်တယ်ပေါ့ကိုအဲအဲ့အတိုင်းတာတော့ပါပဲကိုဟုတ်ဟုတ်ဟိုဆရာသချင်းကတော့ကျွန်တော်တော်တော်များများတော်တော်များများဟိုကျွန်တော်တရုပ်ဆောင်ဖြစ်တယ်ပေါ့ဟုတ်မြူသားတော်သူတို့အဲ့မီချောတို့ကသချင်းဆိုလဲမီချောပေါ့အဲကျွန်တော်ဆိုလဲအတိများကြတာတော့ဒီအဲမီချောမင်းသားလေးပေါ့အဲအဲ့လိုမျိုးကတော့အတိများကြပါပီတီကတော့ဖြစ်ပါတယ်ဟုတ်မီချောပောက်ခါစားတော့ဆိုရင် ကျွန်တော်သပင်းပုံစံကတော့အဲ့ထဲမှာတစ်မျိုးပေါ့အဲဘာဘလို့ဘလို့ဖြစ်လဲကျွန်တော်သပင်းညက်တဲ့ဆိုင်မှာဆိုရင်အာဘာပြန်ကြားရတာပေါ့အာဒီမိချောမင်းသားကေလေးညက်ချင်တာပေါ့အဲအဲ့လိုမျိုးလေးတွေတော့ကျွန်တော်ပြန်ကြားရတယ်ပြအဲ့ဒါအဲ့ဒါမျိုးတွေတော့ဝမ်းသာပါတယ်ဟုတ်ပေါ့ဝိုင်းရည်တွေလက်မှုပညာဆိုလည်းဒါဆရာစီရပဲကျွန်တော်တက်မြောက်ခဲ့တယ်ဒီအနုပညာနဲ့ပတ်သက်ပြီးတော့လည်းဆရာဟောပရိသတ်တိအောင်လည်းဆရာအဲ လှုပ်ဆောင်ပေးခဲ့တယ်ပေါ့အဲကျွန်တော်တို့ကတော့ကျွန်တော်ဆရာရဲ့ကျေးဇူးတွေကတော့အဲပြောလို့ကတော့မကုံတော့ဘူးပေါ့ဆရာနဲ့တော့အများအားတွေ့ပြပါတယ်ဒီလုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်းအဲမနိုင်တာမျိုးတွေအဲလုပ်ငန်းတွေဟိုဖြစ်ရင်လည်းကျွန်တော်တို့လုပ်ငန်းတွေပြန်ပြီးတော့အဲခွဲဝေပြီးတယ်ပေါ့ဟုတ်ဆရာကတော့တူးယူဆရာတွေကတော့ဆရာကတော့ဟိုပါပေါ့ဟိုလှုပ်တဲ့လုပ်ငန်းတိုင်းမှာသူက niche နဲ့ကြာစနစ်ပါတယ်ပြီးတော့ ဝရိယအားကောင်းတယ်ပေါ့ဝရိယအားကောင်းတယ်အဲ့ဒါတွေကတော့ကျွန်တော်အတူယူရဇုံပဲဗျာအကုန်လုံးပေါ့ကျွန်တော်တို့အတွက်အဘက်ဘက်ကပြည့်စုံတဲ့ဆရာသမားပေါ့ဟိုဘယ်ဘယ်ပိုင်းရပဲကြီးကြီးအဟိုပညာပေါ့နော်လူမှုရေးဒီစီကံပိုင်းတွေကအကုန်လုံးစနစ်တကျဖြစ်အောင်ဟိုကျွန်တော်တို့တင်ပေးတယ်ဟိုဆရာကိုယ်တိုင်လည်းဒီဒီဘာပေါ့စနစ်တကျပေါ့နေထိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတွက်ကတော့ ဖိုးလုံးဝဖြတ်လို့မရတဲ့ဆရာတစ်ပါးပေါ့အရန်လဲလေးစားတယ်အဲအရန်လဲဟွာဖြစ်ပါတယ်ကျွန်တော်တို့အတူတူလဲအတူอยู่ပါတယ်အဲဆရာဆရာလူမျိုးနေထိုင်နိုင်အောင်လဲအများတန်းစူးစမ်းနေတယ်ပေါ့ကျွန်တော်ဘာသာရေးတွေရောလူမှုရေးတွေရောအစုံပါပဲဆရာကတော့အဲဘယ်ဘက်ကမှလူလေးသေးမရှိဘူးပေါ့ကျွန်တော်တို့လုံးဝကိုစံပြထားရတဲ့အဲပုံကိုတစ်ပါးပေါ့ဆရာတစ်ပါးပေါ့ပြီးတော့ဒီဆရာသမားနဲ့တွေ့ခဲ့ရတဲ့အတွက်ကြောင့်မလို့လဲကျွန်တော်တို့ဒီလိုနေထား အဲဒီလိုအနေအနေထားမျိုးဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်ဆရာတော်ကတော့အဲကျွန်တော်တို့ကအတိုင်းသိခုံယူလေးစားလျက်ပါပဲဗျာဟုတ်ဆရာအစီမှာတော့ကျွန်တော်ဆင်နေဝင်းကျင်တော့ကျွန်တော်ပညာသင်ခဲ့တာပေါ့နော်စတိပညာရောပညာသင်သင်ခဲ့တယ်စတိပညာသင်ပြီးတော့ခုကျွန်တော်စိုင်ခွဲနေတယ်ပေါ့အမှုပညာနဲ့ပတ်သက်တဲ့အရာတော့တိတ်မလို့ဖြစ်တော့ဘူးကျွန်တော်စတိဆိုင်အသေးလေးပေါ့ခွဲထားတယ်အဲအဲအဓိကတော့စီးပွားရေးအဲ့ဒါကိုအဓိကထားပြီးတော့လှုပ်ဖြစ်နေတာပေါ့အဲအမှုပညာနဲ့ပတ်သက်တဲ့အရာတော့ လှုပ်ဆောင်မှုကတော့နည်းနေပြီပေါ့တိတ်မလှုပ်ဖြစ်တော့ကိုဗစ်နောက်ပိုင်းကနေอ่ะပေါ့2018အထားပါတော့ကိုကျွန်တော်တို့2019လောက်ကကျွန်တော်ဟိုနည်းနည်းဟုံးဟုံးနဲ့အာကောင်းအောင်တဲ့ချက်ဟုတ်တယ်ကိုဟောအဲ့အဲ့ချိန်မှာတစ်ချက်ဟိုကလှုပ်တဲ့ပြီးတော့ကျွန်တော်ဟိုစဉ်းစားပါသေးတယ်ကျွန်တော်ဟိုတေယုတ်ဆောင်ပေါ့ငါဟိုကောင်းကောင်းဖြစ်မလားဆိုပြီးတော့ကျွန်တော်ဟိုတေယုတ်ဆောင်တင်တန်းတွေပါတက်ပြီးတော့ရန်ကုန်ဘက်ကိုခြေချဖို့ပေါ့လှုပ်လိုက်သေးတယ်လှုပ်လိုက်သေးတဲ့ချိန်မှာကျွန်တော်ကိုဗစ်ဖြစ်တာပေါ့ကိုဗစ်ဖြစ်တော့ ကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်အမှုပညာသမားကအဲ့ချိန်မှာဟိုဘယ်လိုခေါ်မလဲကိုဟိုငွေကြေးပေါ့နောက်ခံ background မရှိတဲ့ခါကျတော့ဟိုရက်တည်လို့မရအောင်အားလုံးလုပ်ငန်းတွေအကုန်ရက်သွားတဲ့အချိန်မှာအမှုပညာအလုပ်တွေရောပေါ့တခြားအလုပ်တွေရောအကုန်ရက်သွားတဲ့အချိန်ဘက်မှာကျွန်တော်ပုံမြင်သွားတယ်ပေါ့ဒီအမှုပညာနဲ့ကျွန်တော်ဆက်ပြီးတော့လုပ်လို့မရတော့ဘူး အနုပညာသမားဆိုတာတုံတန်ရုံမရဘူးပေါ့နောက်ကတော့ဒီ background တွေရှိမှ background နောက်ခံနေရှိမှသူကအကောင်းဆုံး support ပေးနိုင်မှတဟုန်တို့အောင်မြင်မှာဆိုတော့ကျွန်တော်တွေ့သွားကျွန်တော်ကျွန်တော်အသေးကြတဲ့ကိုဟိုဘယ်လိုခေါ်မလဲကျွန်တော်မှလည်း background အသေးချမရှိဘူးမရှိတော့ကျွန်တော်အဲ့တော့တခုကိုတော့ကျွန်တော်ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချမယ်ဆိုပြီးတော့ covid နောက်ပိုင်းမှာကျွန်တော်ဒီ study ပညာရဲ့ကိုအဲတေချာပေါ့ငါဆိုင်ခွဲနိုင်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်လှုပ်ဖြစ်သွားတာလူပညာနဲ့ပတ်သက်ပြီးမလှုပ်ဖြစ်တဲ့အကြောင်းရင်းတွေကလည်းအဲ့ဒါလေးတွေပါတယ်ပေါ့ဗျာဟုတ်ဆရာလည်းသိနေတိတ်လှုပ်ဖြစ်တော့ဟုတ်တယ်ကိုဟုတ်တယ်ကိုဆရာလည်းသိနေတိတ်မလှုပ်ဖြစ်တဲ့နောက်ပိုင်းပေါ့ဟုတ်ကိုဘွားရဲ့ရွှေချက်ချက်တောင်ချင်းလေးဆိုလဲကျွန်တော်ရိုက်ပြီးပြထားသေးတယ်ကိုအဲ့ဒါတော့ဟိုကိုဘွားတို့ဘာတို့ပေါ့ကိုဖြိုးဝေတို့ဒါတွေကကျွန်တော်တို့ကူညီပေးရမယ့်အတိုင်းအတာမျိုးတွေပေါ့ဘော်ဒါတွေညီကိုတွေဖြစ်နေတော့ အဲဒါလေးတွေအဲ့လိုပြောငင်းလို့မရတဲ့ဟာမျိုးလေးတွေအဲကိုအတီတွေကဒါလေးဒါလေးလုပ်ပေးပါအောင်ဆိုကုညီတောင်းလို့တောင်းတဲ့ဟာမျိုးလေးတွေဆိုတော့ရိုက်ပြီးဖြစ်ပါတယ်ပေါ့ဟုတ်အဲလက်တော့ကတော့ကျွန်တော်ဟိုကျွန်တော်ဆိုင်လေးပေါ့အဲကျွန်တော်ဆိုင်လေးအဲစတေဘယ်ဖြစ်အောင်ပေါ့လုံးဝတီတီငင်းလေးနဲ့သူ့အလေးနဲ့သူအဲလဲပတ်နိုင်ပြီ run နိုင်အောင်အဆင့်ထိတော့ကျွန်တော်လုံအောင်မယ်ဗျအဲအဲ့ဒါလေးငြိမ်သွားပြီဆိုရင်တော့ကျွန်တော်ဒီရိုက်ကူးလေးတွေပေါ့အဲကျွန်တော်နဲ့လက်လန်းမိတာလေးတွေ အဲကျွန်တော်လှုပ်ဆောင်မှုတော့ရှိပါသေးတယ်ဗျဟုတ်အဲဟိုအခုကျွန်တော်စတီးဆိုင်နေရာလေးကတော့ဟို134 55A စမှုတက်မှာပါဗျဟုတ်ဆိုင်လေးကဒီ MC ကိုကြည့်ရှုအားပေးနေတဲ့ပြိသက်အားလုံးစိတ်ချမ်းမှာကိုချမ်းသာနဲ့ဘဝကိုအကောင်းမွန်ဆုံးရွှေရှင်ဆုံးဖြတ်သန်းနိုင်ပါသည်လို့ကျွန်တော်မေတ္တာစုမုံကောင်းတောင်းအပ်ပါတယ်ဗျအားလုံးကိုကျေးဇူးများကြီးပဲတရှိပါတယ်